ယောဘဝတ္ထုအခန်းကြီး၁အခန်းငယ်၁ယောဘအမည်ရှိသောသူတယောက်သည်ဥဇပြိ၌နေ၏ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏ဖျားသခင်ကိုကြောက်ရွံ့သောသူမကောင်းသောအကျင့်ကိုချောင်သောသူဖြစ်၏။သားခွန်၂ယောက်နှင့် သမီး၃ယောက်ရှိ၏။သူ၏ဥစ္စာကတိုး9000၊ကလအုပ်3000၊နွားရင်900၊မီးမ900၊ငွေသားအတိုင်းမသိများသည်ဖြစ်၏။ ထိုသူသည် အရှိမျက်နှာအရက်သားတကာတို့ထက်သာ၍ကြီးသောသူဖြစ်၏။ယောဘဤသားတို့သည်နှစ်စဉ်အတိုင်းအတီးအတီးဖွာသောနေ့ရက်ရောက်လျင်မိမိတို့အိမ်၌ပွဲခံသည်ဖြစ်နှမသုံးယောက်ကိုလည်းခေါ်၍အတူစားတောက်လျက်ရှိကြ၏။ပွဲခံသောနေ့ရက်လွန်သောအခါယောဘသည် သူတို့ကိုခေါ်၍တန်ရှင်းစေပြီးလျင်နက်နက်စောစောထား၍သူတို့အရေးအတွက်အတိုင်းမိရှို့သောရစ်ကို ပူဇော်လျက်ရှိ၏။ အကြောင်းမူကားငါသားတို့သည်မှားရင်၍စိတ်နှလုံးထဲ၌ဖျားသခင်ကိုစွန့်ပယ်ကြပြီလောဟုယောဘအောင်းမိ၏ထို့သူယောဘသည် အစဉ်ပြုမြဲရှိ၏အခန်းငယ်လျှောက်အခန်းငယ်လျှောက်သည်ပရမအကျင့်ယောဘစုံစမ်းခံရခြင်းအကြောင်းဖြစ်သည်ဖျားသခင်သားတို့သည်ထာဝရဘုရားထံတော်၌ခစားခြင်းကလာသောနေ့ရဲ့အချိန်ရောက်လျင်စာဒန်သည်လည်း သူတို့နှစ်ယောနှော၍လာ၏ဖျားသခင်ကလည်းတင်းသည်အဘယ်ရက်ကလာသည်ဟု စာတန်ကို မေးတော်မူလျင်စာတန်ကမြေကြီးပေါ်မှာလှဲ့လေ၍အရက်အရက်သွားလာခြင်းအမှုတဲကလာပါသည်ဟု ပြန်ချောက်လေ၏ထာဝရဖျားကလည်းငါ့ကြောင့်ယောဘကိုဆင်ခြင်ပြီလောမြေကြီးပေါ်မှာသူနှစ်တူတော်သူတယောက်မျှမရှိစုံလင်ဖြောက်မှတ်ပေ၏ဖျားသခင်ကိုကြောက်ရွံ့သူ မကောင်းသောအကျင့်ကိုချောင်သောသူဖြစ်သည်ဟု စာရန်အားမိန့်တော်မူ၏စာရန်ကလည်းယောမသည်အကျိုးမရပဲဖျားဝတ်ကိုပြုသလောကိုတော်သည် သူ့ကိုမဆ၍သူ့အိမ်နှင့် သူ့ဥစ္စာရှိသည်များပတ်လည်၌ဆောင်ရမ်းကားတော်မူသည်မဟုတ်လောသူပြုလေသည်များတို့ကို ကောင်းကြီးပေးတော်မူပြီသူတို့နွားအစားရှိသောတိရစ္ဆာန်တို့သည်မြေပေါ်မှ အလွန်ပွားများကြပြီယခုမူကားလက်တော်ကိုစမ်း၍ သူ၏ဥစ္စာရှိသမျှကိုထိခိုက်တော်မူလျင်သူသည်မျက်မှောက်တော်၌ကိုတော်ကိုစွန့်ပယ်ပါလိမ့်မည်ဟုထာဝရဘုရားကိုပြန်ချောက်လေ၏ထာဝရဘုရားကလည်းသူ၏ဥစ္စာရှိသမျှသည်တင့်လက်၌ရှိ၏သူကိုတစ်ခုကိုသာမထိခိုက်နှင့်ဟု မိန့်တော်မူလျင်စာတန်သည်ထာဝရဘုရားထံတော်မှထွက်သွားလေ၏ဒီနေ့တည်း၌ယောဘ၏သားသမီးတို့သည် အကိုကြီးအိမ်တွင်စား၍စပိရေကိုတောက်လျက်နေကြစဉ်ယောဘထံသို့တမန်တယောက်လာ၍နွားတို့သည်လဲထုံလျက်သူတို့နားမှာမိမာတို့သည်တက်စားလျက်ရှိကြသောအခါရှေဘအမျိုးတို့သည်တိုက်ယူသွားကြပါပြီလူဆောင်တို့ကိုလည်းဓာနှစ်သက်၍ကျွန်တော်တယောက်ထဲကြံရစ်လျက်ကိုတော်အားတင်းကြပြောရပါသည်ဟု၆လေ၏ထိုသို့၆ဆင်တွင် အရှားသောသူတယောက်သည်လာ၍ ဘုရားသခင်၏မိသည်မိုးကောင်းကင်မှကြသည်ဖြင့်တိုးများနှင့် လူဆောင်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ ကျွန်တော်တယောက်တည်းကြံ့ရင်းလျက်ကိုတော်အားတရင်ကြပေါ်ရပါသည်ဟု၆လေ၏ထိုသူ၆ဆင်းတွင်အခြားသော သူတယောက်သည်လာ၍ခါလက်တဲအမျိုး တက်သုံးတတ်တို့သည် ရှိ၍ကလအုပ်တို့ကိုတက်ယူသွားကြပါပြီ လူဆောင်တို့ကိုလည်းဓာနှစ်သက်၍ကျွန်တော်တယောက်တည်းကြံ့ရင်းလျက်ကိုတော်အား တည်င်းချပေါ်ရပါသည်ဟုလျှောက်လေ၏ထိုသူ၆ဆင်တွင် အခြားသောသူတယောက်သည်လာ၍ကိုတော်၏သမီးတို့သည် အကိုကြီးအိမ်၌စား၍စပိရေတောက်ရက်နေကြသောအခါတောမလေကြီးလာ၍အိမ်လေးထောင်ကိုတိုက်သည်ဖြင့်အိမ်သည်ထိုလူလင်တို့အပေါ်ပြိုလဲပါ၏သူတို့သည်တည်၍ကျွန်တော်တယောက်တည်းကြံရင်းလျက်ကိုတော်အားတည်င်းချပေါ်ရပါသည်ဟုလျှောက်လေ၏ထိုအခါယောဘသည်ထား၍ မိမိဝတ်လုံကိုစုပ်လေ၏သပင်ကိုလည်းရိပ်၍မြေပေါ်မှာဝတ်လျက်ကိုးကွယ်ပြီးလျင်ငါသည်အဝတ်မပါဘဲအမိဝမ်းထဲကထွက်လာ၏အဝတ်မပါဘဲအမိဝမ်းထဲသို့ပြန်သွားတော်မူသာရဖျားပေးတော်မူ၏သာရဖျားလည်းရုပ်သိမ်းတော်မူ၏သာရဖျား၏နာမတော်သည် မင်္ဂလာရှိပါစေတည်းဟုဆိုလေ၏ယောဘသည်ဤအမှုများနှင့်တွေ့ကြုံတော်လဲမမှားယွင်းသာရဖျားကိုလည်းအပြစ်မတင်ဘဲနေ၏ ယောဘဝတ္ထုအခန်းကြီး1ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအယောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေအာမင်